်အခုကြတဲ့နှစ်ပုံးကလေးနော်တန်မတန်လေးတို့ရေကြည်လားမကြည်လားနှစ်ပုံးလောက်ကြလိုက်တဲ့ဟာတန်လားဗျာအရင်ရက်ကပေါ့နော်ဒီ pipeline ထဲမှာက3ရေဆိုတော့ကျွန်တော်ကျွန်တော်တို့ရေတန်လောင်းထည့်တာလည်းရှိတယ်ဒီ3ရေမြည်ရေလောင်းထည့်တာလည်းရှိတယ်ဆိုတော့ဒီ pipe ကအတွင်းထဲမှာမတန့်နေမှာဆိုလို့ခုကကရေတန်ရေလောင်းကန်တွေကိုရေတန်တီးတန်ထည့်တာဆိုတော့ pipe ကိုအရင်ဆေးချနေရပါတော့နော် 1000လီတာစတိရေတိုင်ကြီးလူတန်းခဲ့တဲ့သခိုင်းတောင်ရိုးကတန်နာယုံကျောင်းမှာအဲရေတိုင်ကြီးတဲကိုထည့်ဖို့အတွက်ရေတန့်လီတာ1000လာရောက်လူတန်းနဲ့မှတ်တမ်းပြူလေးဖြစ်ပါတယ်။ဒါကျွန်တော်တို့လောင်းထည့်နေတဲ့ပိုက်ကိုကျွန်တော် ဒါရိုက်ပြထားတာပေါ့เนาะဒါကျွန်တော်လမ်းလျှောက်ပြီးတော့ဒါအကြောင်းကိုအောက်မှာရေထည့်နေရလေးပါเนาะသွားပြီးတော့ရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာเนาะအဲ့လိုရှင်နေအားလုံးဒါဝမ်းတာပြီးတဖြည်းကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီရေတန်းကတော့ကျွန်တော်တို့ဝယ်ရတာမဟုတ်ဘူးပေါ့เนาะဒီစကိုင်းမှာလက်တတော် ARD မြေပေးမှာရေတန်းဆက်၃လုံးရှိပါတယ်အဲ့မှာကျွန်တော်တို့သွားပြီးတော့လူများရင်လည်းတန်းစီရတာမျိုးတော့ရှိတယ်ပေါ့เนาะရေတန်းကိုသွားထည့်ရတယ်ထည့်ပြီးတော့မှဒါကားနဲ့တင်လာပြီးတော့သွားလှူပေးတာဖြစ်ပါတယ်ဗျာเนาะပုံခွန်နေရတော့ဒါဒီလိုက်ပို့တဲ့ကာသမအကူကြီးပေါ့เนาะအဲ့အကူစီစဉ်ဆောင်ရွက်ထားတာလေးတွေဖြစ်ပါတယ်အဲ့တော့ လိုတဲ့နေရာကြီးအများကြီးရှိနိုင်ပါတယ်လိုတဲ့နေရာကြီးအများကြီးရှိတဲ့ထဲကကျွန်တော်တို့လည်းလည်းလမ်းမိတယ်တော့သွားနိုင်တယ်တော့ကိုဒါလိုအပ်တဲ့နေရာလေးတွေလိုက်လူပေးနေတာဖြစ်ပါလေဗျာနော်နေရာစုံတော့ကျွန်တော်တို့လည်းမရောက်နိုင်ဘူးပေါ့ဗျာပြီးတော့တက်နေရာပြီးမှနောက်တက်နေရာပေါ့နော်အခုကျွန်တော်တို့မှရှိရလူဝင်အားလေးနဲ့ကျွန်တော်တို့ဒါအကောင်းဆုံးအလူရှင်ရဲ့ကိုစားစီစဉ်ဆောင်ရွက်ပေးနေပါတယ်ဒါဒီကြောင်ကတော့ဒါအရင်ဆုံးចောင်းဆောင်လူလူတန်းဖို့တပစ္စည်းတွေဝယ်ဖို့တယ်ចောင်းဆောင်ဆောက်လို့လူတန်းနဲ့ အဲဒီရှိပြီးသားចောင်းဆောင်မှာပြုတ်ပြင်မွမ်းမံတာကိုပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေလူရှင်တွေကိုသာဝယ်ယူတဲ့မှတ်တမ်းလေးလည်းတင်ပေးထားပါတယ်ပြီးတော့စတီးရေတိုင်ကြီးလှူရမ်းတဲ့မှတ်တမ်းဗီဒီယိုလေးလည်းတင်ပေးထားတယ်အခုရေလာလို့တယ်ပေါ့နော်အဲ့တော့ဒါဒီចောင်းတဲ့လိုအပ်တာလေးတွေအစီရင်ဆောင်ရပြီးသွားပြီဆိုတော့နောက်ထပ်တက်နေရပေါ့နော်ဘယ်နေရာမှာထပ်လိုအပ်သေးလဲလိုအပ်တဲ့နေရာများစွာရှိတဲ့ထဲကကျွန်တော်လက်လန်းမိတယ်လို့သွားနေတယ်လို့ကိုလိုက်လံရှာဖွေပြီးတော့လှူရမ်းပေးတော့မှာဖြစ်ပါတယ်ကျွန်တော်အခုရိုက်ပြတဲ့ရေပိုက်ရဲ့အရှည်ကတော့ပေ400ကျော်တော့ရှိတယ်လို့သိရပါတယ်ကျွန်တော်လည်းတိတိကျကျတော့မသိဘူးပေါ့နော်ဒါမေးကြည့်တာ400ကျော်တော့ရှိတယ်လို့သိရပါတယ်ဒါငလင်းရင်ဖြစ်ပြီးမှပဲပိုက်စီစဉ်လိုက်တာပေါ့နော်အရင်တော့ကားလမ်းပေါက်တော့တော်တော်တိတ်ပြီးတော့ဟို အဲ့လိုမျိုးပိုက်တွေပိုင်းမလို့ပေါ့နော်ခုကလမ်းကလည်းငလျင်ကြောင့်ပျက်စီးသွားတာဆိုတော့ရေပိုက်နဲ့ပေါ့နော်ဒီတုံးရေရရှိရေတောက်ရေရရှိရေကိုစီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်အရင်ကတော့တုံးရေရေလောင်ကန်ပဲရှိတာပေါ့နော်အခုစတီးရေတန့်ရေလောင်ကန်လေးပါရရှိသွားပြီဆိုတော့ဒါအကြောင်းအတွက်လေကျွန်တော်လေးအဆင်ပြေသွားပြီလို့ပြောလို့ရတာပေါ့နော်အခြားရေလူရှင်တွေလည်းအပေါ်ကနေလောင်းထည့်ပြီးတော့ကျွန်တော်တို့တူတူလိုပဲလာလူလို့ရသွားပြီပေါ့နော်အဲ့တော့လူရှင်တွေအားလုံးလည်းဝမ်းတာပီတီဖြစ်ကြလိမ့်မယ်လို့ညွှန်လင်းပါတယ်ဗျာနော်စတီး 1000လီတာဆန်းနဲ့ရေတန့်ရေတိုင်ကြီးလေးရောဒါရေလီတာ1000ရောပေါ့နော်ရရှိသွားပြီးတော့ဒါလေးကတော့ចောင်းဆောင်လေးပေါ့နော်ចောင်းဆောင်လေးကလည်းဒါဆောက်လုံနေသေးပဲပေါ့နော်အဲဘေးကအကာကြီးအကုန်လုံးမပြီးသေးဘူးပေါ့နော်ဘာပဲပြောတန်ကတော့တထင်းသုံးလို့ရရှိသွားပြီပေါ့နော်ကဲအဲ့တော့လူတန်းထားကြတဲ့ခွန်းနဲ့သားသမီးလူရှင်တွေအားလုံးဝန်တာပီတီဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါရယ်အလူချင်းတွေအားလုံးယုံကြည်နဲ့လှူဒန်းပေးတာကျေးဇူးတင်ပါရယ်အားလုံးရဲ့ယုံကြည်မှုလှူဒန်းမှုတွေကြောင့်မလို့လည်းကျွန်တော်အခုလိုစီစဉ်ဆောင်ရွက်ခွင့်ရတာဖြစ်ပါရယ်အဲ့တော့ကျွန်တော်ကုသိုလ်ယူခွင့်ပေးတဲ့အလူချင်းတွေအားလုံးအားလုံးအားလုံး တယောက်ချင်းစီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီတက်မကလူနံတန်းနိုင်ကြတဲ့သူတွေဖြစ်ကြပါစေစိတ်ချမ်းသာကိုကြမှာလူရဆန္ဒကြီးပြေးပါပြီးတော့ကက်ကြီးသုံးပါကိုကျော်လာနိုင်တဲ့ပုံကိုယ်တူပုံကိုယ်မြတ်တွေဖြစ်ကြပါစေလို့လည်းကျွန်တော်ဆုတောင်းမြတ်တာပို့တာပါတယ်ဗျာနော်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ်နေရာလေးမှာလည်းကျွန်တော်တို့ဒါကိုတက်နိုင်တယ်လို့ပေါ့နော်ဘယ်နေရာလေးတွေမှာလိုအပ်နေသေးလဲလိုက်လံစုံစမ်းရှာဖွေပြီးတော့လိုအပ်တဲ့လိုမျိုးလေးကျွန်တော်တို့လက်ကျန်လူငွေလေးတွေကိုလှူဒန်းပေးသွားပြီးတော့မှတ်တမ်းလေးတွေခုလိုပဲတင်ဆက်ပေးသွားပါမယ်ဗျာနော်ဒီဗီဒီယိုမှာပါတဲ့ကာသမအကူကအခုကားသွားတဲ့အခောက်အတွက်ကို ဘာမှစီဖို့လည်းမယူဘူးပေါ့နော်အဲ့တော့ဒီညီငယ်လေး၄ယောက်နဲ့ဒီကားသမားအကိုနေရဗျာအခုကျွန်တော်လူတန်းတဲ့ပုံစံတိုင်းအောင်တနေ့ကိုရေလီတာ၁၀၀၀လောက်ကိုပေါ့နော်အခောက်ခောက်ခါခါရက်ွက်တွေလိုအပ်တဲ့ចောင်းတွေကိုလိုက်လူနေတာပေါ့နော်အဲ့တော့ရေဘုံနေကားပေါ်တင်လိုက်ချလိုက်ရေဘုံနဲ့လှည့်ထည့်လိုက်ကန်နဲ့လှည့်ထည့်လိုက်ပိုက်ထဲလောင်းထည့်လိုက်နေတကယ်တော့မှပြင်မဲနေပေါ့နော်အဲ့တော့အကိုကလည်းကားကမယူဘူးဆိုတော့ဒါကားသမားအကိုနဲ့ညီငယ်လေး၄ဦးကိုကျွန်တော်တစ်ယောက်၁၀၀၀လောက်နဲ့၅၀၀၀ပေါ့နော်အလူရှင်တွေလူတန်းထားတဲ့လူငွေတွေကနေပြီးတော့မမိုးပေးတဲ့အနေနဲ့ကျွန်တော်လှူပေးလိုက်ပါသေးတယ်အားလုံးလည်းဝန်တာပီတီဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်